ကျွန်တော်ဗာကြည့်မိလဲဆိုပြီးတော့စဉ်းစားကောင်းစဉ်းစားနေလိုက်မယ်เนาะဒါက metronome ဆိုတဲ့အကြောင်းဖြစ်တယ်ဒီကနေ့မှအဲ့ဒီအကြောင်းကိုပြောပြမှာဖြစ်ပါတယ်မင်္ဂလာပါမြန်မာ worship.com နေပြန်လည်ကြိုဆိုရဲကျွန်တော် David Kim ပါကျွန်တော်တို့ musician တွေဖြစ်လာတဲ့အခါမှာအရေးကြီးဆုံးကျွန်တော်တို့ရဲ့ practice လုပ်တဲ့အခါမှာဒါမှမဟုတ်ရင် live ရှိတဲ့အခါမှာအရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ဘလောက် tempo ပေါ့နော်ဘလောက်အမြန်နှုန်းနဲ့ကျွန်တော်တို့တီးတယ်လဲဆိုတာတချင်းတစ်ပုတ်ကိုတီးတယ်လဲဆိုတာသိအရေးကြီးတယ်။ဘာလို့လဲဆိုတော့တစ်ခါလေမှာပြက်နာတကူကဘာလဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ကကိုယ့်ရဲ့ tempo မတူဘူးမတူတော့တခါလေကျရင် worship leader ကအေးတချင်းဆိုရအောင်ဆိုရင်တခါလေ drummer ပုံမြန်သွားတာတို့နှေးသွားတာတို့ဖြစ်တဲ့အခါမှာပြဿနာအများကြီးကြုံရတယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကနည်းလမ်းတစ်ခုရှိတယ်အဲ့ဒါကတော့အားလုံးကဒီ metronome ကိုတုံးဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့ဘယ်လိုတုံးကြလဲဆိုတော့ကျွန်တော် studio ဝင်တဲ့အခါမှာအဲ့ဒီအချိန်မှာကျွန်တော်တို့ကတုံးတယ်တုံးတဲ့အခါမှာတခါလေးတုံးနေကြမဟုတ်တော့အခက်ခဲအများကြီးကြုံရတယ်ကျွန်တော်အင်္ဂလန်မှာကြောင်းတက်တုန်းကကြတော့ကျွန်တော်ဆရာတယောက်ကဗာပြောဘူးလဲဆိုတော့မင်းတို့ရဲ့ music world ကတိတ်ပြီးတော့ဟိုခက်ခဲနဲ့နေတယ်တဲ့ သိပြီးတော့လူရှုပ်တွေလည်းများတယ်ပေါ့နော်ဒါမဲတဲ့နင်တို့အပေါ်မှာအမြဲတမ်းမှန်မှန်ကန်ကန်ဆက်ဆံမဲ့လူတွေတော့ရှိတယ်တဲ့အဲ့ဒီသူကတော့တခြားမဟုတ်ဘူးတဲ့ဒီ metronome ပေါ့နော်ဒီ click လို့ခေါ်တယ်ပြန်မှပြန်မှတော့ doctor b လို့ခေါ်တဲ့အရာအမှန်ကန်ဆုံးပေးတယ်တဲ့ဟုတ်တယ်ကျွန်တော် practice လုပ်တဲ့အခါမှာဥပမာတခြင်းတစ်ပုတ်ကခုနဆိုကျွန်တော်75 beat per minute ပေါ့နော်ဆိုတော့အဲ့ဒီအရာနဲ့တွားရဲဆိုရင်တခြင်းကဘယ်တခြင်းလဲအဲ့ဒီတခြင်းကိုကျွန်တော်တို့ကဥပမာဘယ်သူနဲ့ပဲတီတီ အဒီသချင်းကတော့75နဲ့တီးထားတယ်ဆိုရင်အဲ့ဒီအမြန်နှုန်းအတိုင်းပေါ့နော်တခါတည်းပြန်တီးနိုင်မှာဖြစ်တယ်ဆိုတော့နေပဲတီးတီးညပဲတီးတီးအဲ့ဒီရဲ့ speed နဲ့သွားနိုင်မှာပေါ့နော်ဆိုတော့ကျွန်တော် hill song မှာတော့ကျွန်တော်တို့ဒီ nugget ကနေပေါ့နော်နာအားကနေဒီ musician တွေအားလုံးကဒီ metronome ကို click ကိုကြားရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တခါမှ မြန်သွားတာတို့နှီးသွားတာတို့ဘယ်တော့မှမရှိပဲနဲ့တခြင်းတိုင်းကကျွန်တော်တို့အမြဲတမ်းအဲ့ဒီပုံမှန် speed အတိုင်းတီးနိုင်တာဖြစ်တယ်ဆိုတော့ဒီကတငယ်ချင်းတွေလေဟိုတခြင်းလေးကျင်းကြမယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာကတော့ဟိုမက်ထရိုနိုမ်နဲ့ကျင်းကြပါတခြင်းတစ်ပုဒ်ကဥမာတခြင်းအနည်းဆိုရင်75,72အမျိုးမျိုးရှိမယ်ပေါ့နော်ဆိုတော့အဲ့ဒီ tempo နဲ့ရအောင်ကျင်းပါတခြင်းအမြန်ဆိုလဲသူအမြန်အတိုင်းပေါ့နော်အဲ့လိုကျင့်နေဆိုရင်ဘသူနဲ့ပဲတွဲတီးတီးအဆင်ပြေတယ် ဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တရားရင်တယောက်တီးရတာတော်တော်လေးခက်ခဲတယ်ဆိုတော့အထူးသဖြင့် drama တွေကတန်ပိုနိုင်မှုလို့တယ်တန်ပိုမနိုင်ဘူးဆိုရင်ကျွန်တော်တို့စပြီးတော့ခုနအရင်တော့လည်းပြောပြပြီး foundation မခိုင်တယ်လို့ဖြစ်သွားလိမ့်မယ်အဲ့ချိန်ကျရင်တခြားသူတွေကကို့အပေါ်မှာဘလို့မှဟိုစပြီးတော့ဗောနော်အဲ့ဒီအပေါ်မှာဟိုထပ်ပြီးတော့ဟိုတီးလုံးအစင်မပြေတော့ဘူးဗောနော်ဆိုတော့အဲကြောင့်မလို့ metronome ကိုတုံးကြပါဒီကတော့ iPhone ကနေကျွန်တော် free ရတဲ့ဟာဖြစ်တယ် ဲ့လိုပဲတခြားဖုန်းတွေပေါ့နော် Android တို့ Samsung တို့အဲ့ဒီအနေလေဟို download လုပ်လို့ရတယ်ဆိုတော့စပြီးတော့အဲ့ဒါနဲ့လေ့ကျင့်ပါပထမစကျင့်တဲ့အခါမှာတော့ခက်ခဲအများကြီးကြုံလိမ့်မယ်မြန်သွားလိုက်နှင်းသွားလိုက်အဲ့လိုခံစားရမယ်ဒါပေမဲ့အဲ့ဒီအရာကအမြဲတမ်းမှန်မှန်ကန်ကန်ကိုကိုဟိုတုံ့ပြန်တဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ဆက်ပြီးလေ့ကျင့်သွားနောက်ကျရင်ဒီ metronome မပါဘဲကိုမတီးချင်ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ဆက်ပြီးစူးစမ်းကြပါလို့ဒီနေရာကတိုက်တွန်းပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ